လူတွေရဲ့စိတ်ဓာတ်ဟာတူလောင်မှုတွေနဲ့အမြဲတမ်းယက်တည်နေကြကိုယ်ဘွားကိုပြန်နေပြီးတော့အကဲခတ်ကြည့်စိတ်မပူရဘူးဆိုတဲ့ပုံကိုယ်တရားဟာနောင်ရင်းကိုတွေးကြည့်ငါတရားအောင်မှတွေးကြည့်ပူသွားလိမ့်မယ်နော်ပစ္စည်းဥစ္စာတွေကုန်ထားခဲ့ရလိမ့်မယ်လို့တွေးကြည့်ပူသွားလိမ့်မယ်ဒီကြားထဲမှာလည်းအလိုမကျတဲ့ကိစ္စတွေနဲ့တွေးလိုက်တာနဲ့ပူရမယ်တေးသေးချာချာမသိရတဲ့ပညာဟာလည်းအစွမ်းထက်တယ် ပညာပရိပါဝိတ္တံအခြားကြမတိပဲနဲ့နေရင်တည်းကန်းတစီမကြောက်ဖြစ်နေမှာတကယ်တော့စိတ်ပူစရာကြီးတွေကြီးပဲအကုန်အဲ့ဒီစိတ်ပူနေမှုတွေဟာဘု து ကြောင့်ပူတာလဲဆိုရင်ကိရိတာတွေကြောင့်ပူတယ်ဒါကြောင့်မို့မြတ်စွာဘုရားသာသနာမှာဒီမဂ္ဂင်၈ပါးဆိုဒီမှာတိလတမာတိပညာဒီ၃မျိုးသာဖြစ်တယ်ပေါ့တိလပရိပါဝိတောတမာတိမဟာဘလောမဟာနိတံတော့ တီလနဲ့ထုံမွမ်းထားတဲ့တမာတိဟာစွမ်းထက်တယ်။တမာတိပြိဘာဝိတပညာမဟာဗလာမာနိတန္တသမာဓိနဲ့လွန်ထုံထားတဲ့ပြင်းဒီအာတဝေဟိလို့ဆိုတဲ့တိုင်းပညာနဲ့လွန်ထုံထားတဲ့စိတ်ကမှခုနကပူပန်သောကတွေအလုံးကလွတ်မြောက်သွားပြီးတော့ချန့်ခိုင်တဲ့စိတ်ဓာတ်ရနိုင်တယ်။အဲဒီလိုမှပညာနဲ့လွန်ထုံပြီးတော့ စိတ်ရဲ့အငြိအကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်သေးတဲ့မြန်လူတွေရဲ့စိတ်ဓာတ်တွေဟာရင်းရိုင်နေဥမှန်တာဖြစ်တယ်ပေါ့